ဒေရီဖော်မေးရှင်း TV ကနေကြိုဆိုပါရခင်ဗျာဆရာဝန်တယောက်ဖြစ်ဖို့စိတ်ကူးနေပါသလားဒါဆိုရင်ဒီဗီဒီယိုလေးကအသင့်အတွက်ဖြစ်ပါတယ် 1964ခုနှစ်ကလေးကတက္ကသိုလ်ဝန်ထမ်းတွေအောင်မြင်စစ်တက္ကသိုလ်ကိုတရေချောက်ပြီးတော့အမှတ်အနည်းအများအလိုက်ဝင်ခွဲပြုမဲ့ရေတွဲကိုရွေးချယ်ခဲ့ကြပါတယ်။အမှတ်ကောင်းသူအများစုကစစ်တက္ကသိုလ်ကိုဦးစားပေးလျှောက်ကြပြီးတော့မိဖအများစုကလည်းကိုသသမီးကိုဆရာဝန်ဖြစ်စေချင်ကြပါတယ်။တင်သာဆရာဝန်ဖြစ်ဖို့စိတ်ကူးနေတယ်ဆိုရင် ပထမအရေးကြီးဆုံးက ဝါသနာဖြစ်ပါတယ်။ကိုဝါသနာပါလားမပါလားဆိုတာစမ်းစစ်ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရဖက်စီချောင်းငါးချောင်းနဲ့တက်မတူစီချောင်းတစ်ချောင်းရှိပါတယ်။အဲ့ဒါတွေကတော့စစ်သက်ကတော်1ရန်ကုန်စစ်သက်ကတော် ရန်ကုန်စေတက္ကသိုလ်မန္တလေးစေတက္ကသိုလ်မကွေးစေတက္ကသိုလ်တောင်ကြီးတက်မတူစေတက္ကသိုလ်တို့ဖြစ်ပါတယ်ဆရာဝန်တယောက်ဖြစ်ဖို့အကြောင်းမသင်ကြားရတာတွေနဲ့လုံလောက်မှုမရှိပါဘူးလက်တွေ့ကွင်းစင်လေးလာမှုတွေအဆက်မပြတ်သင်ယူမှုတွေရှိနေမှသာဆရာဝန်ကောင်းတယောက်ဖြစ်နိုင်ပါတယ်မိသားစုဝင်တွေထဲကဆရာဝန်တယောက်ရှိတာဟာအကျိုးကျေးဇူးတွေအများကြီးရရှိစေပါတယ်ဆရာဝန်တယောက်ဖြစ်ဖို့အတွက်အထက်တက်မှာအမှတ်ကောင်းကောင်းနဲ့အောင်အောင်မှာဖြစ်ပြီးကိုယ်အင်းရဲ့ငွေကြေးအရှင်တွေကိုလည်းပြန်ကြည့်ရအောင်မှာဖြစ်ပါတယ်ရှားနိုင်ငံတွေကတက္ကသိုလ်တွေမှာငွေကြေးထောက်ပံ့တဲ့ ီဇန်တွေရှိကြပေမဲ့ဒီမှာကတော့ကိုအောက်ကိုကိုရတော့ကျောင်းစီအဆင်ပြေမပြေဆိုတော့ထိစဉ်းစားရပါတယ်ခုနောက်ပိုင်းမှာတော့ကျောင်းစီတာဝန်ယူပေးတဲ့လူတွေအဖွဲ့အစည်းတွေရှိနေပါပြီအဲ့ဒါတော့တို့တို့အဆင်ပြေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်နောက်တစ်ချက်ကဆေးဝါးဖြစ်ဖို့အတွက်စိတ်သက်ကတူခဏနှစ်မှာပညာရေးပိုင်းဆိုင်ရာလေ့လာမှုတွေအတွက်စင်ခုံမှုတွေကိုကျောင်းရပါတယ်စိပညာမှာရှိတဲ့ပြပတာရခွေကိုသင်ယူရမလဲဆိုတာအစိုးကြီးကလေးကကြိုတင်စဉ်းစားထားတဲ့မှာတယ်လေ့ကျင့်မှုတွေသင်ယူမှုတွေအများအများလှုပ်ထားပေမဲ့ကြိုတင်ခံမှန်းလို့မရတဲ့အခြေအနေတွေလူနာတိုင်းကိုကေတင်လို့မရတဲ့အခြေမျိုးတွေမှာစိတ်မကောင်းဖြစ်ရတဲ့အခြေအနေမျိုးတွေအများကြီးကျောင်းရနိုင်ပါတယ်အေးပြေတဲ့ညတွေလည်းအကန့်အသတ်မရှိကျောင်းရနိုင်ပါတယ် နောက်တစ်ချက်ကတော့ပေါင်းသက်ဆက်ဆံရေးပဲဖြစ်ပါတယ်။စီချောင်းသောတယောက်အနေနဲ့စိပညာတွေသင်ယူနေတဲ့အတိုင်းအမိုင်းကလူနေမှုပုံစံတွေကိုသင်ယူပြီးအသားတကျနေရမှာဖြစ်ပါတယ်။ပေါင်းသက်ဆက်ဆံရတဲ့ပတ်ဝန်းကျင်ရှိနေရလယဉ်ညီတွေပြုစုနေတိုင်းဓာတ်ဖို့သင်ယူရပါမယ်။နောက်ပြီးဆရာဝန်ဖြစ်လာရင်ဝင်ငွေအများကြီးရလို့ရှမ်းသာမယ်။ပုံသေးသတ်မှတ်လို့မရပါဘူး။ဒါကြောင့်ဝါသနာကိုအရင်ခံပြီးလုံးဝသာစိတ်ပြည့်စုံမှုမရှိအဆင်ပြေစွာလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။နောက်ပြီးအလုပ်တင်ဆရာဝန် လက်ထောက်ဆရာဝန်ဘွဲလွန်သင်တန်းသားဆရာဝန်ဘွဲလွန်အောင်ပြီးဆရာဝန်အထုဆရာဝန်ဆရာဝန်ကြီးတွေးဖက်ပေါမောက်ခဆင်းဆင်းနေနဲ့လောက်ကင်ရတဲ့အခါလုံငတ်ခွင့်အစီပြီမှုလုံငတ်ခွင့်ပြုရှင်မှုရှိအောင်ဝါသနာအရင်ခံပြီးစိတ်ရှည်စွာမှတ်သားသင်ယူရမှာပဲဖြစ်ပါတယ်စေတက်ကတို့ခနေ့နှစ်ကာလမှာလူခန္ဓာဖွဲ့စည်းတိဆောက်ပုံခန္ဓာကိုယ်အတွင်းအင်္ဂါစနစ်တွေပုံမှန်အသက်ရှင်အောင်လောက်ဆောင်ပုံတွေကိုတင်းလန်းလျောင်သင်ယူရမှာပဲဖြစ်ပါတယ် ယောဂါဖြစ်ပေါ်မှု ဖောက်ပြန်မှုတွေအင်္ဂါအစိတ်အပိုင်းထိခိုက်ပျက်စီးပြောင်းလဲပုံတွေယောဂါဖြစ်စေတဲ့ပိုးမွားတွေယောဂါကုသတဲ့ဆေးဝါးတွေအကြောင်းလေးလာဖတ်ရှုသင်ယူရမှာဖြစ်ပါတယ်ဖြစ်ပေါ်တဲ့ယောဂါကိုရှောက်ဖွေဖို့တော့အမိတတ်နိုင်ဖို့အတွက်လူနာရဲ့ခံစားရတဲ့ဖြစ်စဉ်တွေအရင်က ဖြစ်ခဲ့မှုတွေယောဂါတွေစသည်တို့ကိုမှတ်တပ်တင်တတ်ဖို့ခန္ဓာကိုယ်ကို စနိတ်တကြဆန်းသတ်တတ်ဖို့ဖြစ်နေချင်ရှိတဲ့ယောဂါတွေကိုစဉ်းစားတတ်ဖို့ဆေးရုံလက်တွေ့ဆက်ဆက်ခြင်းကစားလို့သင်ယူရပါတယ်ဈေးပညာကို ဖက်ရှူလေးလာတင်ယူနိုင်ဖို့အတွက်အင်္ဂလိပ်စာကိုနားလည်သဘောပေါက်နိုင်ဖို့ကိုသီတော်ကိုစနေတကြမှန်ကန်စွာရေးသားဖို့ပြတတ်ဖို့စေတက္ကသိုလ်မတက်မီကလေးကကြိုးစားလေ့ကျင့်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။အလုပ်တင်ဆရာဝန်ပြီးတာနဲ့ စေကူတာခွဲမှတ်ပုံတင်ရရှိပြီးကိုပိုင်စေခန်းဖွင့်နိုင်တယ်လို့ပေါ်ကလီကစေခန်းတွေမှာလည်းလောက်ကင်နိုင်ပါတယ်။နိုင်ငံဝန်ထမ်းဘဝမှာလည်းစေယုံမှာကုသတဲ့ဆရာဝန်တမကပြည်သူ့ကျန်းမာရေးဆရာဝန်စေတကတော်မှာတင်ကြားရေးဆရာဝန်သူတည်သနာဆရာဝန်အလုပ်တွေကိုလည်းလောက်ကင်နိုင်ပါတယ်။နောက်ဆုံးအစစ်စစ်သို့ဘွေးလွန်တဲ့နေ့တွေအထိဆက်လက်တင်ယူနိုင်ပါတယ်။ဘွေးရဆရာဝန်တယောက်အနေနဲ့ လုံးတင်ပွားပြီးတာနဲ့ဆရာဝန်လုပ်ငန်းတစ်ခုခုနဲ့မဆန်းတရရင်သာနေမယ်မဆန်းရေးပဲတည်တည်နဲ့ဝင်ငွေရနိုင်တဲ့ဆရာဝန်လုပ်တွေအဆင်သက်ရှိနေပါတယ် ခုဖော်ပြပေးသွားတာကတော့မိမိဘွားရဲ့ကေရီယာကိုရွေးချယ်တဲ့အခါမှာဆရာဝန်ကေရီယာကိုစိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ information တစ်ခုအနေနဲ့ disability ဖြစ်ပါတယ်လူငယ်တွေအနေနဲ့ဝါသနာနဲ့အလောက်ထက်တူကြတဲ့ဘွားပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော် channel လေးမှာစီးပွားရေးလုပ်ငန်းတွေနဲ့ဘွားရဲ့ degree ကေရီယာတွေ knowledge တွေကိုအမြဲတမ်းတင်ပြသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပါခင်ဗျာကျေးဇူးတင်ပါတယ်